တရုတ်စီမံကိန်းတွေနဲ့အကျိုးစီးပွားတွေကိုကာကွယ်မယ်လို့စစ်ကောင်စီကပြောထားချိန်မှာပဲစစ်တပ်ကလည်းရေနံနဲ့တဘာဝတံငွေပါဝင်တရုတ်ရဲ့စီမံကိန်းကြီးတွေရှိရာရခိုင်ပြည်နယ်ကကြောက်ဖြူမြို့နယ်ကိုအာရခတ်တက်တော်လက်ထဲမကြရောက်အောင် အပြင်းထန်ခုခံနေပါဗျ။စကိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းရှိစစ်တပ်နှင့်ပြူစောတိစခန်းများပါဝင်စစ်စခန်းသုံးခုကိုတပြိုင်နက်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖက်မှ24ဦးသေဆုံးပြီးလက်နက်ခဲယမ်းတချို့တင်းစေရရှိကြောင်း ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါဗျ။အေယာဝီတိုင်းအင်္ဂပူမြို့နယ်ရှိဗပြားကုန်းနှင့်စာစီကုန်းကြီးရွာများမှစစ်ကောင်စီစခန်းများကိုအာရခတ်တပ်တော်နှင့်ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်လိုက်ကြောင်းသိရှိရပါဗျ။ ကျွန်တော်ဒီနေ့ရဲ့သတင်းထူးများကိုစူးစီးဖော်ပြပေးပါတော့မယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်တရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူမှာစစ်တပ်က AA ကိုအင်အားလုံးရင်းနဲ့ပြန်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပါတယ်စစ်ရေးရင်မြစ်ပြောပြချက်အရာ စစ်တပ်ဟာကြီးเจ้าမှာ အင်အားရကြီးတဲ့စစ်ကြောင်းသုံးတာရေတက်နဲ့စစ်အင်အားဖြည့်တင်းတာလေတက်ကနေလဲပစ်ကူပေးတာတွေစက်တပ်ပြုတ်လုံနေပါတယ်စစ်တပ်ဟာကြောက်ဖြူတိုက်ပွဲအတွက်မန်အောင်ကနေရေကြောင်းနဲ့အင်အားဖြည့်နေတယ်လို့သိရပါတယ်လက်ရှိမှာကြောက်ဖြူမြို့နယ်ထဲမှာအခြေစိုက်ထားတဲ့အမှတ်32ရဲတပ်ရင်းကာကင်းစခန်းတွေနဲ့တရားဝရီရေတပ်စခန်းကာကင်းစခန်းတွေကိုလက်မလွတ်ရရဲ့အတွက်စစ်တပ်ကအပြင်းထန်ခုခံနေပါတယ်အေအေကလည်း အဲ့ဒီစခန်းတွေကိုတိမ့်ပိုက်နိုင်ဖို့တိုက်ခိုက်နေပါတယ်။ရဲတပ်ရင်း32ရဲ့ကာကင်းစခန်းဖြစ်တဲ့ပြိုင်းစစ်ကေစခန်းကိုဇွန်လတတိယပတ်မှာ AA ကတိမ့်ပိုက်ထားလိုက်နိုင်ပေမဲ့ဇွန်25ဝန်းကျင်မှာပဲစစ်ကောင်စီကတံပြန်ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ပြိုင်းစစ်ကေဟာကြောက်ဖြူမျိုးနဲ့ AA တိမ့်ထားတဲ့ရံပြဲမျိုးကိုဆက်တွေ့ထားတဲ့ကြောက်ဖြူရံပြဲကားလမ်းမပေါ်မှာရှိပြီးကြောက်ဖြူအထူးစီဝါရေးဆောင်ဧရိယာအနီးမှာလည်းရှိနေပါတယ်။ တရားဝရီရေတက်ဌာနချုပ်ကိုဥတီတဲ့တစ်ပုတ်တောင်လန်းခွဲ အမှတ်943ချင်းမြန်တရင်ရှိတဲ့ဂုံးချွင်ရွာတို့မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါဗါးဒါတင်မကပဲတရားဝရီရေတက်ဌာနချုပ်ရဲ့ကာကင်းဖြစ်တဲ့ကတ်တပြေကိုလည်းအေအေကတိမ့်ပိုက်နိုင်ဖို့တိုက်ပွဲဖော်နေပါဗါးစစ်မှုထမ်းတွေကိုစစ်တွေကနေတဆင့်ပို့လာတာစစ်တွေကိုကြတော့ခီးတဲ့တင်လေရင်တွေနဲ့တခြားဒေသကစစ်အင်အားတွေ ခေါ်လာတယ်သူတို့ဘက်ကစစ်မျက်နှာပြန်ဖွင့်လာလို့ပြောလို့ရတယ် ပြီးခဲ့တဲ့ဇွန်လ25ရက်မှာမန်အောင်မျိုးကနေစစ်ကူအင်အားတွေကိုစစ်တင်မောနဲ့တယ်လာပြီးကြားဝရီရေတက်စခန်းနဲ့32ရက်တရင်ကိုခွဲပို့နေတာဖြစ်တယ်လို့သိရပါဗါး။အေအေဟာတအောင်တက်နဲ့တရုတ်ဩဇာညောင်းတယ်လို့မှတ်ယူခံရတဲ့ကိုကန်တက်တို့ပါဝင်တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်ပါတယ်။ဒီအချိန်မှာရခိုင်ပြည်နယ်ကယင်းနီးမြုံငံမှုတွေမှာပူးပေါင်းဆောင်ရွက်မှုလုပ်မယ်လို့ထုတ်ပြောထားတဲ့အေအေနေနဲ့တရုတ်စီမံကိန်းတွေရှိတဲ့ကြောက်ဖြူမြို့ထိပ် ိမ့်မသိမ့်ဆိုတာဟာတရုတ်ရဲ့ခန်းကန်နာနဲ့လည်းသက်ဆိုင်တယ်လို့အကဲခတ်တွေကသုံးသပ်နေကြပါဗျ။စစ်ကောင်စီဟာရခိုင်ပြည်နယ်ကြက်ဖြူမြို့နယ်ကနေတရုတ်ကိုရေနံပိုက်လိုင်းကနေတဆင့်ရေနံစိမ့်ဖြတ်တန်းတင်ဖို့ခဒေါ်လာ95တန်နီပါ နှစ်စင်ရရှိနေတယ်လို့ရခိုင်ရေနံစောင့်ကြည့်အဖွဲ့ကပြောကြားထားပါဗျ။စကိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းရှိစစ်တပ်နှင့်ပြူစောတိစခန်းများပါဝင်စစ်စခန်းသုံးခုကို ပြိုင်နက်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖက်မှ24ဦးသေဆုံးပြီးလက်နက်ခဲယမ်းတချို့တင်စီရရှိကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါသည်။ရွှေဘုံမြို့နယ်ဟင်းသာကြီးကျေးရွာပြူစောတိစခန်းနှင့်စစ်တပ်စခန်းကုန်းတို့ကိုရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သောတော်လန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ဟင်းသာကြီးပြူစောတိစခန်းနှင့်စစ်တပ်စခန်းကုန်းတို့ကိုတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဘိုးနက်တောင်စစ်တပ်ထိုင်ချစခန်းကိုမူ တရုံများဖြင့်အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြကြောင်းအဆိုပါစခန်းသုံးခုတွင် ပြူစောတိနှင့်စစ်သားအင်အား80ကျော်ရှိကြောင်းသိရသည်ထို့သောတိုက်ခိုက်ရာတွင်ဟင်းသာကြီးပြူစောတိကြီးရွာရှိစစ်စခန်းဘဏ်ကာ၅ခုကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်အနည်းရှိစစ်တပ်စခန်းကုန်းအားဆက်လက်သိမ်းယူနေစဉ်ရွှေဘုံမြို့နယ်ကြောင်မြောင်းခမရ၁၂နှင့်ရွှေဘိုခလရ၄၂တို့ကဟောင်းဝိဇာ၁၅မမတို့ဖြင့်အကြိမ်ကြိမ်ပစ်ကူပေးခဲ့ပြီးစစ်ကောင်စီတပ်ဖက်မှစစ်ကူအင်အားများထပ်မံရောက်လာသဖြင့် ော်လန်ရေးတပ်များပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲတွင်စစ်တပ်ဖက်မှ16ဦးသေဆုံးပြီးနောက်ဆက်တွဲအရာခံဗိုလ်တဦးအပါအဝင်6ဦးထပ်မံသေဆုံးခဲ့ကြောင်းတိုက်ပွဲပေါ်ဆောင်နေစဉ်ပြူစောတိကျေးရွာမှ38ဦးဖမ်းဆီးရမိခဲ့တော်လဲ။ကလေးသူငယ်နှင့်အမျိုးသမီးတက်ကြီးရွယ်အိုများဖြစ်ချင်းစစ်ရေးခြေနေတင်းမာလာမှုနှင့်နေမြေနေထားတို့အရဘေးလွရာသို့လွတ်ပေးခဲ့ကြောင်းသိရှိရပါတယ်။စစ်စင်ရေးတိုက်ပွဲတွင်စစ်ကောင်စီတပ်ဤလက်နက်ခဲယမ်းအချို့တင်စီရမိခဲ့ကြောင်း တော်လန်ရေးတက်များဘက်မှရဲဘော်နဲ့ဦးကြဆုံးခဲ့ကြောင်းသိရှိရပါတယ်တော်လေခံရပဲမှာလို့ပါတယ်ပြီးတော့ကြည့်ကြည့်ရှိအောင်ပါတော်လေးကပြစ်နေတာတိတ်ရေတော်လေးကပြစ်ဘယ်တော်လေးကပြစ်တော့ဟင်းကြက်ရှင်းမှာရအောင်ပါရှင်းမှာရှိသေးရဲ့ပြီးတော့လာတော့

ပူပေါင်းတပ်ဖွဲ့များကတိမ့်ပိုက်လိုက်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့များတဆွဲနေသည့်ဗပြားကုန်းနှင့် စာစီကုန်းကြီးရွာများမှစခန်းတို့ကိုယမန်နေ့ညနေပိုင်းတွင်အေအေနှင့်ပူပေါင်းတပ်ဖွဲ့ကတိမ့်ပိုက်လိုက်ပြီးလက်နက်ခဲရန်အများပြားရရှိကြောင်းသိရသည်။နယ်မြေရှင်းလင်းပြီးမှစစ်ကောင်စီလောင်းတွေအစုလိုက်အပုံလိုက်တွေ့ရပါတယ်။လက်နက်တွေလည်းအများကြီးရလိုက်ပါတယ်လို့စစ်ရေးတရင်မြင့်များထံမှသိရှိရပါတယ်။စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့်စာစီကုန်းရွာမှ နေအိမ်ထက်ဝက်ခန့်မိလောင်ပျက်စီးသွားကြောင်းသိရသည်ယမန်နေ့နနက်ပိုင်းတွင်ဘကိုးတိုင်းနောက်ချမ်းဗတောင်းတက်နယ်မှစစ်တုံးကားနှစ်စီးဖြင့်လက်နက်ငယ်ကြီးစံတစ်တာများကိုပုတ်သိမ်မုံရွာလမ်းအတိုင်းအေယာဝီတိုင်းဘက်သို့ထွက်ခွာခဲ့ကြောင်းဒေသခံများထံမှသိရပါသည်ကြောက်ဖူးခြေဆိုင်အမှတ်ကိုးကာကွယ်ရေးပစ္စည်းစက်ရုံမှလက်နက်ငယ်ကြီးစံများကိုကွင်းကောက်အင်္ဂပူဘက်သို့တွားရောက်ပေးဝေခြင်းဖြစ်ကြောင်းတရင်မြစ်ထံမှသိရပါသည် နောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းအသစ်များကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေ